စစ်ကော်မရှင်အပါအဝင်တော်လှန်ရေးအင်အားစုတွေက နိုင်ငံတော်ဝန်ဂိတ်ပေါင်းများစွာဖွင့်ပြီးငွေကြေးကောက်ခံနေတာကြောင့်ကုန်စည်နှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေတယ်လို့ကုန်တယ်နဲ့လုပ်ငန်းရှင်တွေကပြောပါရယ်။စီးပွားရေးလုပ်ငန်းရှင်တွေဟာကုန်ပစ္စည်းတည်ယူရောင်းချရမှာကုန်ကြစရိတ်အတွင်းအခွန်ကုန်ပစ္စည်းနဲ့တည်ယူပို့ဆောင်ခစရိတ်တို့ပါအပါအဝင်ဂိတ်ကြေးကိုလည်းထည့်သွင်းတွက်ချက်နေရတယ်လို့သိရပါရယ်။ ကုန်ပစ္စည်းတဲတဲ့လမ်းတစ်ချောင်းမှာအကျန်းကြီးအပြင်ရှော့မြူပြီးတောင်းတဲ့အဖွဲစီပေါင်းမြောက်များစွာနဲ့ကြုံတွေ့နေရတယ်လို့ကုန်တယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။သူကအခွန်အခွန်ဆိုတာလေတရားဝင်ပေးရတာတော့တရားမဝင်ပေးရတာတွေတော့အများကြီးနေ။လမ်းကြောင်းတဲဖို့လည်းအခွန်ဆောင်ပြီးလို့လည်းမပြီးဘူး။အဲလမ်းတစ်ချောင်းကအောင်မျိုးစုံလည်းကန်းရသေးတယ်။ရင်းတော့ကလေရွှေဆက်တော်ရွှေဆက်တော်အထက်ဆက်တော်ကနေဟိုးပဲတော်လမ်းနေပဲ။ဟိုဘုရားဘူးသွားမယ် တစ်လျှောက်ဟို6လေ6လေတောင်းနေတောင်းနေဇောင်းနေမှာလေအဖွဲလေအဖွဲအများကြီးတန်းစီပြီးတော့တောင်းနေကြတာအဲ့လိုပဲတောင်းနေကြတာတောင်းမျိုးစုံရှိတယ်အခုလမ်းကြောင်းမှာလည်းအဲ့လိုပဲဂျန်နီတောင်းတောင်းတဲ့ဇာနဲ့ချော့ပြီးတောင်းတဲ့ဇာနဲ့ ဒီလိုတရားဝင်အပြင်တရားမဝင်တဲ့ဂိတ်ပေါင်းများစွာဖွင့်လှစ်ပြီးငွေကြေးကောက်ခံနေမှုတွေကြောင့်အစမတန်မြင့်တက်နေတဲ့ပြည်တွင်းကုန်စည်နှုန်းကိုထက်သွင်းမြင့်တက်စေတယ်လို့ကုန်တယ်နဲ့လုပ်ငန်းရှင်တွေကပြောပါတယ်။ဒါကြောင့်ပြည်တွင်းမှာနေထိုင်သူတွေဟာနေစဉ်တုံးကုန်ပစ္စည်းတွေကိုဈေးကြီးပေးပြီးဝယ်ယူသုံးစွဲနေရတယ်လို့အရေးအတွင်းနှိမ့်ကြတဲ့ကုန်ပစ္စည်းတွေကိုအတုံးပြုတ်နေရတဲ့အတွက်ကျန်းမာရေးပိုင်းကိုလည်းထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒီလိုဆိုးရွားနေမှုတွေအချိန်ကြာမြင့်လာတာကြောင့်တီတူလူတူပောက်ွယ်ထွက်လာမဲ့တန်ကိုအာနာတိန်စစ်အုပ်စုအနေနဲ့ခံစားရနိုင်တယ်လို့လုပ်ငန်းရှင်တဦးကပြောပါတယ်။အဲ့ဒါကြောင့်လည်းကူကဘာလဲဆိုတော့ကိုင်းစင်းတို့တက်တာလေအဲ့ဒါကြီးကြောင့်လည်းပါတယ်။ကိုလုံးကအဲ့ဒါကြီးသူတို့တောင်းတာကြီးများတော့ပြီးရတာဖေကြီးရောပြီးရင်ဟိုတေယူပို့ဆောင်ကရကစရိတ်တရားဆေးစကားတရားအများကြီးပဲလေအဲ့လိုမျိုးဖြစ်တယ်။ငွေကြီးပေါင်းပွားတာရောအဲ့လိုမျိုးဖြစ်တော့အကုန်လုံးစုပြုံမျိုးကဖြစ်တော့ဘလို့မှမတက်နိုင်ဘူးလို့ဖြစ်တယ်။ပြည်တွင်းလူကြီးကတောက်တောက်ထိတာပေါ့ဘူးဆို။ အခုကမလွယ်ဘူးပေါ့ဗျာလေဟိုဘယ်နှောင်းကွန်ရှိုးရအောင်ပြဿနာအလုပ်ဟာဒီတက်ကိုစိုးနေတာကိုပြင်ပြင်ကလူတွေဟိုဘယ်ချင်တော့ဘယ်ချင်တော့ပေါက်ွဲထားကြောင်လည်းတော့မသိဘူးဟိုကစစ်ကော်မရှင်ဟာမေလထဲကစတင်ပြီးနေဆက်ကတဆင်တင်တွင်းနဲ့နေစဉ်တုံးကုန်ပစ္စည်း35မျိုးကိုပိတ်ပင်ထားတယ်လို့အဲ့ဒီထဲကကုန်ပစ္စည်း29မျိုးကိုလည်းပင်လယ်ရေကြောင်းကနေတင်တွင်းခွင်ပိတ်ထားတာအခုထိပြန်မဖွင့်သေးဘူးလို့သိရပါဗျ။ ကြအပြင် လေကျောင်းကတဆင်းတနိုင်းတပိုင်းတင်တွင်းကြတဲ့ပြည်ပတွင်ကုန်တွေကိုဇူလိုင်လအတွင်းကစတင်ပြီးရက်တရစီမံချက်အနေနဲ့ကန့်တက်ပိတ်ပင်ထားတဲ့အတွက်ကုန်တွေတောင်းတင်နေတယ်လို့သိရပါတယ်ရှင်။